အားလုံးပဲမင်္ဂလာပါရှင် MCR Beauty Channel မှာပြန်လည်ကြိုဆိုလိုက်ပါရရှင်ဒီဗီဒီယိုလေးကိုအမေရန်ကြိုဆိုအပ်ပေးတဲ့ mix အားလုံးကိုဒီကနေအရန်အရန်ကိုကြိုဆိုတင်ပါတယ်လို့ပြောချင်ပါတယ်အခုဆက်လက်ပြီးကျွန်မတင်ဆက်ပေးသွားမယ့်အကြောင်းကတော့ဦးရီပြအတွက်အန်ဒရီမရှိအောင်စပင်ဆန်တာအတွက်လည်းအန်ဒရီမရှိအောင် chemical free shampoo လေးတွေကို တင်ဆက်ပေးတော့မှာဖြစ်လို့ဒီဗီဒီယိုလေးမကြည့်ခင်မှာကျမရဲ့ channel လေးကို subscribe လုပ်ပေးကြပါလို့တောင်းဆိုချင်ပါတယ်။ကြည့်ကြည့်ကြရအောင်ကျမ mix တွေတယောက်ကပေါ့နော်ဒီ chemical free အ chemical မပါတဲ့ shampoo လေးတွေကိုငွန်ပြပေးပါလားဆိုရင်မှအတောင်းဆိုတဲ့လူအတွက်ရပြီးတော့အ mix တွေအများကြီးလဲအ chemical free shampoo လေးကိုတင်ပြပေးပါလို့ အော်ပြောတဲ့လူတွေအတွက်ကတယောက်တိုးစီပေါ့နော်မလုတ်ပင်းနိုင်ဘူးအဲ့ဒါကြောင့်ဒီဗီဒီယိုလေးကိုလုတ်ပင်းခြင်းဖြစ်ပါတယ်အဆအဆုံးလေးချစ်ပြီးကြပါလို့တောင်းဆိုချင်ပါတယ် chemical free shampoo ကအများကြီးအများကြီးချဲမှာကျွန်မအခု9မျိုးကိုတင်ဆက်ပေးသွားမှာဖြစ်တယ်ဒီ9မျိုးဟာဆိုရင်တကယ်တကယ်ကောင်းတယ်음တကယ်လဲ chemical free shampoo ဟုတ်တယ်အဲ့ဒါလေးတွေကို တကယ်လို့ကိုကြိုက်နှစ်သက်တယ်ဆိုရင်ခုနေတဲ့နေရာပတ်ဝန်းကျင်မှာလည်းအဝိုင်လို့ရပါတယ်အရှာဘေးဝိုင်ကြပါလို့လည်းပြောချင်ပါတယ်ပြီးတော့စပင်ကဘလောက်ထိအလူလူအတွက်အရေးကြီးတယ်လေဆိုရင်စပင်ဟာဆိုရင်မင်းကလေးရောယောက်ျားလေးရောကိုကောင်းလေးကစပင်လေးရှိတယ်အယောက်ျားလေးအတွက်ဆိုရင်နှစ်လအစပင်ကလေးလှသွားတယ်ဆိုကိုရုပ်ကချောသွားတာပဲเนาะ ပြီးတော့မိန်ကလေးရဲ့အတွက်ဆိုရင်ရုပ်သိပ်မချောရင်လည်းကိုစပင်လေးကလှလှရဲဆိုရင်ချစ်ဖို့လည်းကောင်းတယ်ပြီးတော့ဆွဲဆောင်မှုလည်းရှိတယ်တကယ်အလှပအလှပတကယ်အရေးပါတဲ့အလှပတစ်ခုပေါ့နော်အဲ့လိုပဲပြောလို့ရပါတယ်ကိုကမျက်နှာတစ်ခုအလေးပဲလှပြီးမှစပင်ကကြွကြွတဲတဲနဲ့ဆိုရင်လုံးဝမလှဘူးလေအဲ့တော့စပင်လည်း အာကုရဲ့လှပမှုအတွက်တကယ်အရေးပါတယ်အာတခုဖြစ်တဲ့အတွက်ကြောင့်ကရုပ်စိတ်တင်ပါတယ်လို့ပြီးတော့ကိုကအဲ့ဒီကြားထဲမှာဒီမှာကြည်မနော်ဒီမှာဒီစပင်ဒီဟာဆိုလဲကီမီကယ်ဖရီပဲအရန်ကောင်းတယ်ဒါစပင်ဖြူသမားတွေဆိုရင်ဒီဟာကိုကအာစပင်ရှော်တိုင်းတုံးမယ်ဒီဟာတုံးပြီးကြရင်ဒီဟာကြတော့ဒီဟာကြတော့ မော်ချာပေါ့နော်ဒီဟာကိုလေတုံးမယ်12ပြီးတော့ဒီဟာချက်တော့ချင်းမယ်ဆိုမယ်ဆိုပြီးမှကြရင်တော့ဒီဟာကို conditional လို့မျိုးအနေနဲ့တုံးပြီးမှဖြစ်တယ်ပြီးတော့ကိုတုံးတဲ့ချိန်ကျန်ကောင်းကောင်းလေးနေပါ spin အနန်ကိုအကုန်လုံးထိရောက်မှုရှိအောင်ပြီးတော့ရပြီဟဲ့ဆိုရင်ရည်နဲ့ကောင်းကောင်းချင်းပြီးမှဒီမှာ treatment လေးကိုကိုကတုံးပြီးမှဟုတ်တယ်။ဒီဟာတုံးတဲ့ချိန်ကျန်တဲ့ကို spin ကိုအကုန်လုံးနဲ့နေအောင်အာနေဝိမတမင်းနဲ့မင်းတုံးမင်းနဲ့ဘလောက်ထားပေါ့နော်။ပြီးတော့နိုင်ဝတ်ထိုင်လက်ကိစ္စမရှိဘူးဒါမဲ့အချိန်မရှိရင်ပြောတာ။အချိန်မရှိဘူးဆိုရင်ထားပြီးမှကောင်းကောင်းလေးတစ်ခုလုံးနေပြီးမှထားမှကိုကိုခန္ဓာလေးကိုရီချိုးပြီးမှဆိုကပြန်ကျင်းလိုက်ပါအဲ့လိုမျိုးသားတုံးပုံတုံးလေးကအတူတူပဲ စပင်းဦးရီပြစပင်းဦးရီပြလက်ထိလို့ရတယ်အကုန်လုံးအကုန်လုံးဖြည့်ရအောင်ပေါ့နော်အအလိုမျိုးနဲ့ရှမ်ပူပထမသုံးတဲ့သုံးပြီးမှရီရီရှမ်ပူသုံးတယ်လို့ပဲရီလေးနဲ့ကျင်းမယ်ကျင်းပြီးမှဒီဟာလေးကိုအရှမ်ပူအော်ဘာလဲကွန်ဒီရှင်နာလိုမျိုးနဲ့ဒီဟာလေးကိုသုံးမယ်ဒါလေးစပင်းအနက်လေးကိုအကုန်လုံးကိုကထိနေအောင်ကိုကလုပ်ပြီးမှရီနဲ့ကောင်းကောင်းပြန်ကျင်းမယ် ပြန်ကျင်းမိမှဒီမှာ treatment လေးသုံးပေးရမှာဟုတ်တယ်နော်အဲ့ဒါလေးနဲ့တာကွာသုံးလဲဆိုရင်စပင်မဖြိုးတဲ့သူအတွက်ရင်းနဲ့စပင်လင်းလက်ပြီးမှအော်ပါလေအော်အရင်ကျန်းမာတဲ့စပင်လိုမျိုးမြင်ရတာပေါ့နော်စပင်ဖြိုးတဲ့လူတွေဆိုရင်ကိုယ်စပင်ဖြိုးတာကိုယ်စပင်ဖြိုးလိုက်မဲပြီးမှအင်းနှကူအတိုင်းဖြစ်လာတယ်ဒါမဲ့ တကယ်အဲ့လိုမျိုးမဲတဲ့ဘေးမှငကိုတိုင်းဖြစ်လာလားဆိုရင်တုံးတဲ့သူတွေကတော့အရန်ချိန်တဲ့ကျမကိုတိုင်းတော့မတုံရတည်ဘူးယောက်ျားလေးတွေအတွက်ဆိုကောင်းရှော်တိုင်းလွယ်လွယ်လေးနဲ့တုံးလို့ရမှာနော်မင်းကလေးဆိုလည်းတုံးလို့ရတယ်ကျမကစပင်းရှိတယ်ဆိုတော့အချိန်နည်းနည်းတော့ပေးရမယ်ကျမလည်းထားရအောင်မယ်အဲ့ဒါ chemical free ဖြစ်ပါတယ်နော် chemical free ပါ chemical free ပါတုံးကြပါဒီမှာ chemical free shampoo ဟုတ်ပါတယ် chemical free shampoo ဟုတ်ပါတယ်ပြီးတော့အဲ့ဒီဟာမဟုတ်တဲ့ဟာငါးမျိုးလက် chemical free shampoo ဒီ video ထဲမှာထားပေးလိုက်မယ်เนาะတကယ် chemical free shampoo တုံးချင်တဲ့သူကအဲ့ဒီထဲကနေအာယူပြီးတုံးလို့ရပါတယ်တဟာတကယ် chemical free အများကြီးထဲကကိုအကောင်လို့ကိုယူထားတဲ့ဟာဒီပေါ့เนาะအခြား chemical ကောဖရီရှမ်ပူလေးတွေလည်းရှိသေးပါတယ်။ထပ်ပြီးသိချင်တဲ့လူတွေအတွက်ဆိုရင်လည်းထပ်ပြီးမေးလို့ရပါတယ်လို့ပြီးတော့ chemical free ကိုကတုံးချင်းအဖြစ်ကိုစန်တာအတွက်လည်းအန်ဒရယ်မရှိတော့ဘူးပြီးတော့ကိုရဲ့ဦးရီပြက်အတွက်လည်းအန်ဒရယ်မရှိတော့ဘူးပြီးတော့ဒါပေမဲ့အဲ့ဒါတုံးပြီးမှခုစပင်ကြွတ်တာရောစပင်ဒီမှာစပင်မကောင်းတာရောလုံလုံကြီးကောင်းသွားမလားဆိုရင်တော့ ဒါကိုအစားတော့လဲကိုကခေစိတ်ဖူးလူတယ်ကိုကျမ်းမာကြီးအတွက်ကိုကျမ်းမာကြီးလဲကောင်းဖူးလူတယ်ကိုကအင်းကျမ်းမာကြီးကောင်းမှာပဲအကိုစပင်လေးတွေလဲတမလာမှာဟုတ်တယ်နော်အဲ့ဒါလေးကိုလဲခေစိတ်ကြပါလို့ဘာဖြစ်လို့လဲဆိုတော့စပင်ကျွတ်တယ်ဆိုတာကလဲအမေရန်ကိုပြောထားတဲ့အတိုင်းပဲကိုရီတုံးတဲ့ဟာကြောင်းလားကိုကိုကိုခံတွင်းက အာခန္ဓာမကောင်းလို့ဂျမ်းမာကြီးခြူချလို့လားဗိုက်တာမင်တစ်ခုခုလိုအပ်လို့လားဒါမှမဟုတ်ဘူးကယောဂဆီလို့အာဆီတောက်တဲ့အချိန်မှာအခုဘာလဲကင်ဆာဆီဆွအရန်ပင်းနေလေအဲ့လိုမျိုးတောက်ကတောက်ရင်ကတော့စပင်းကအကုန်လုံးချက်တယ်မလားပြီးတော့တချို့တရားညက်အိတ်မပြောဘူးစိတ်အရန်ကိုတောခရောက်တယ်ဆိုရင်လည်းအဲ့လိုမျိုးစပင်းချက်လို့ရတယ်နော် မိကီစားသမားဆိုရင်စပင်ချက်တယ်အမှန်တကယ်တော့လေမိကီစားလို့စပင်ချက်တာမဟုတ်ဘူးနော်မိကီမှာလုံးဝဗီတာမင်မရှိတဲ့အပြင်လူအတွက်လူကိုခန္ဓာအတွက်အကျိုးလုံးဝမရှိတဲ့အတွက်ကြောင့်စပင်ကိုစပင်ပါကျွတ်သွားတာဟုတ်တယ်တချို့တွေကနားမလည်လို့မိကီစားလို့စပင်ချက်တယ်လို့ပြောတာအလွယ်နည်းနဲ့ဆိုရင်တော့အဲ့ဒါတုံးလို့ရပါတယ် မီကီစားလို့တာတဲ့မီကီမဟုတ်ဘဲနဲ့မီကီလိုမျိုးလုံးဝအဟာရမရှိရဟာကိုခန္ဓာကိုကိုပစက်ကနေအရတာရှိပြီးမှကိုခန္ဓာမှာတွားပြီးမဲ့ဘာမှအကောင်းကျိုးမပေးတဲ့အပြင်ဆိုးကျိုးပေးတဲ့အစာတွေမြင်းများစားလိုက်ရင်တော့စပင်ကျွမှာပဲမီကီလိုပါပဲเนาะအဲဒါကြောင့်အစာအတော့ကိုစပင်ကောင်းဖို့အတွက်ကိုစပင်မကျွတ်ဖို့အတွက်လည်းအစာအတော့ကိုလေ ဟိုဈေးကြည့်တဲ့ဟာမဆိုလို့ကျမ်းမာရေးတဲ့ငင်ွက်တဲ့ဟာလေးတွေကိုကိုကစားပြဖို့လိုအပ်တယ်နော်အဲ့ဒါလေးတွေတော့ကိုယ်ကရုပ်ဆိုင်ရဲ့စင်တဖိဖိနဲ့ကိုယ်စပင်းလဲကောင်းလာမှာပါပြီးတော့ shampoo chemical free shampoo လေးတွေလည်းကိုယ်ကအသုံးပြဲသူကဒီဟာကအော်ဒီဟာက shampoo ဒီဟာ shampoo ကိုကောင်းကို shampoo နဲ့ကောင်းကောင်းလေးရှော်မယ်ရှော်ပြီးမှကြရင်တော့ဒီဟာကို conditioner လိုမျိုးအနေနဲ့ သုံးပေးမှာဖြစ်တယ်ပြီးတော့ကိုသုံးတဲ့အချိန်ကျရင်ကောင်းကောင်းလေးနေပါစပင်အနန်ကိုအကုန်လုံးထိရောက်မှုရှိအောင်ပြီးတော့ရပြီဟဲ့ဆိုရင်ရင်နဲ့ကောင်းကောင်းချင်းပြီးမှာဒီမှာ treatment လေးကိုကိုကသုံးပေးမှာဟုတ်တယ်ဒီဟာသုံးတဲ့အချိန်ကျရင်လည်းကိုစပင်ကိုအကုန်လုံးနဲ့နေအောင်အာနေပြီးမှတမိနစ်နှမိနစ်၃မိနစ်လောက်ထားပေါ့နော်ပြီးတော့နိုင်ဝတ်ထားရင်လည်းကိစ္စမရှိဘူးဒါပေမဲ့အချိန်မရှိရင်ပြောတာအချိန်မရှိဘူးဆိုရင်ထားပြီးမ ကောင်းကောင်းလေးတစ်ခုလုံးနေပြီးမှအထမကိုကိုခန္ဓာလေးကိုရီချိုးပြီးမှဆိုကပြန်ကျင်းလိုက်ပါအဲ့လိုမျိုးသားတုံးဖုံတုံးနေကအတူတူပဲစပင်းဥယျပြစပင်းဥယျပြလက်ထိလို့ရတဲ့အကုံလုံးအကုံလုံးဖြည့်ရအောင်ပေါ့နော်အအဲ့လိုမျိုးနဲ့ရှမ်ပူပထမတုံးနေတုံးပြီးမှရီရီရှမ်ပူတုံးတယ်လို့ပဲရီလေးနဲ့ကျင်းမယ်ကျင်းပြီးမှဒီဟာလေးကိုရှမ်ပူ အော်ဘာလဲကွန်ဒီရှင်နာလိုမျိုးနဲ့ဒီဟာလေးကိုသုံးမယ်ဒါလေးစပင်အနက်လေးကိုအကုန်လုံးကိုကအထီနေအောင်ကိုကလုပ်ပြီးမှရင်းနဲ့ကောင်းကောင်းပြန်ကျင်းမယ်ပြန်ကျင်းပြီးမှဒီမှာ treatment လေးသုံးပေးရမှာဟုတ်တယ်နော်အဲ့ဒါလေးနဲ့ဒါကိုကသုံးလဲဆိုရင်စပင်မဖြိုးတဲ့သူအတွက်ရင်းနဲ့စပင်လင်းလက်ပြီးမှအော်ဘာလဲအော်အရင်ကျမ်းမာတဲ့စပင်လိုမျိုးမြင်ရတာပေါ့နော်စပင်ဖြိုးတဲ့လူတွေဆိုကိုစပင်ဖြိုးတာ ကိုစပင်ဖြူလိုက်မဲပြီးမှအင်းငကူအတိုင်းဖြစ်လာရဲဒါမဲ့တကယ်အဲ့လိုမျိုးမဲတဲ့ဘီမနကိုအတိုင်းဖြစ်လာလားဆိုရင်တုံးတဲ့သူတွေကတော့အရန်ချိုက်တယ်။ကျမကိုယ်တိုင်တော့မတုံးရတည်ဘူး။ယောက်ျားလေးတွေအတွက်ဆိုကောင်းရှော်တိုင်းလွယ်လွယ်လေးနဲ့တုံးလို့ရမှာနော်။မိန်ကလေးဆိုလည်းတုံးလို့ရတယ်။ကျမကစပင်းရှိတယ်ဆိုတော့အချိန်နည်းနည်းတော့ပေးရမယ်။ကျမလည်းထိုက်ရအောင်မယ်။အဲ့ဒါ chemical free ဖြစ်ပါတယ်။နော် chemical free ပါ chemical free ပါတုံးချက်ပါဒီမှာ chemical free shampoo ဟုတ်ပါတယ် chemical free shampoo ဟုတ်ပါတယ်ပြီးတော့အဲ့ဒီဟာမဟုတ်တဲ့ဟာငါးမျိုးလက် chemical free shampoo ဒီဗီဒီယိုထဲမှာထားပေးလိုက်မယ်เนาะတကယ် chemical free shampoo တုံးချင်တဲ့သူကအဲ့ဒီထဲကနေအာယူပြီးတုံးလို့ရပါတယ်ဒါဟာတကယ် chemical free အများကြီးထဲက ကိုအကောင်လို့ကိုယူထားတဲ့ဟာတွေပေါ့နော်အခြားကမဲ့ကယ်ဖရီရှမ်ပူလေးတွေလည်းရှိသေးပါတယ်ထပ်ပြီးသိချင်တဲ့လူတွေအတွက်ဆိုရင်လည်းထပ်ပြီးမေးလို့ရပါတယ်လို့ပြီးတော့ chemical free ကိုကတုံချင်းအဖြစ်ကိုစန်တာအတွက်လည်းအန်ဒရယ်မရှိတော့ဘူးပြီးတော့ကိုရဲ့ဥယီပြက်အတွက်လည်းအန်ဒရယ်မရှိတော့ဘူးပြီးတော့ ဒါပေမဲ့အဲ့ဒါတုံးပြီးမှခုစပင်ကြွတ်တာရောစပင်ဒီမှာစပင်မကောင်းတာရောလုံလုံချီကောင်းသွားမလားဆိုရင်တော့ဒါကိုအစားတော့လဲကိုကရုပ်ဆိုင်ဖူးလူတယ်ကိုကျမ်းမာကြီးအတွက်ကိုကျမ်းမာကြီးလည်းကောင်းဖူးလူတယ်ကိုကအင်းကျမ်းမာကြီးကောင်းမှပဲအခုစပင်လေးတွေလည်းတမလာမှဟုတ်တယ်နော်အဲ့ဒါလေးကိုလည်းကရုပ်ဆိုင်ကြပါလို့ဘာဖြစ်လို့လဲဆိုတော့စပင်ကြွတ်တယ်ဆိုတာကလည်း အမေရန်ကိုပြောထားတဲ့အတိုင်းပဲကိုရီတုံးတဲ့ဟာကြောင်းလားကိုကိုကိုခန်တွင်ကအခန်တက်မကောင်းလို့ကျန်းမာရေးချူချလို့လားဗိုက်တာမင်တစ်ခုခုလိုအပ်လို့လားဒါမှမဟုတ်ဘူးကယောဂဆီလို့အဆီတော့တဲ့အချိန်မှာအခုဘာလဲကင်ဆာဆီဆွအရန်ပင်းနေလေအဲ့လိုမျိုးတော့ကွာ တော့ရင်ကတော့စပင်းအကုန်လုံးချက်တယ်မလားပြီးတော့တချို့တရားညက်အိတ်မပြောဘူးစိတ်အယမ်းကိုတော့ခါရောက်တယ်ဆိုရင်လည်းအဲ့လိုမျိုးစပင်းချက်လို့ရတယ်နော်မိကီစားသမားဆိုရင်စပင်းချက်တယ်အမှန်တကယ်တော့လေမိကီစားလို့စပင်းချက်တာမဟုတ်ဘူးနော်မိကီမှာလုံးဝဗီတာမင်မရှိတဲ့အပင်လူအတွက်လူကိုခန္ဓာအတွက် အကျိုးလုံးဝမရှိတဲ့အတွက်ကြောင့်စပင်ကိုစပင်ပါကျွတ်သွားတာဟုတ်တယ်။တချို့တွေကနားမလည်လို့မိကီစားလို့စပင်ကျွတ်တယ်လို့ပြောတာ။အအလွယ်နည်းနဲ့ဆိုရင်တော့အလားတုံးလို့ရပါတယ်။မိကီစားလို့တဲ့မိကီမဟုတ်ဘဲနဲ့မိကီလိုမျိုးလုံးဝအဟာရမရှိရဟာကိုခန္ဓာကိုကိုပစကနဲ့အရတာရှိပြီးမှကိုခန္ဓာမှာတွားပြီးမဲ့ ဘာမှအကောင်းကျိုးမပေးတဲ့အပြင်ဆိုးကျိုးပေးတဲ့အစာတွေမြင်းများစားလိုက်ရင်တော့စပင်ကျွတ်မှာပဲမီကီလိုပါပဲเนาะအဲဒါကြောင့်အစာအတော့ကိုယ်စပင်ကောင်းဖို့အတွက်ကိုယ်စပင်မကျွတ်ဖို့အတွက်လည်းအစာအတော့ကိုလေအော်ဇီကြီးတဲ့ဟာမစိုးလို့ကျမ်းမာရွတ်ညင်ွက်တဲ့ဟာလေးတွေကိုကိုကအစာပြေးဖို့လိုအပ်တယ်เนาะအဲ့ဒါလေးတွေတော့ကိုကပဲရုပ်ဆိုင်ရဲ့စင်တဖိဖိနဲ့ကိုယ်စပင်လဲကောင်းလာမှာပါပြီးတော့ရှမ်ပူ chemical free shampoo လေးတွေလည်းကိုက အတုံးပေးတင်တယ်ကိုဦးကြီးပြအတွက်ကိုဆာကိုစပီကိုစန်တာအတွက်ပေါ့နော်အဲ့ဒါကြောင့်အမ်ကိုမစ်စေအလုံးကိုစပင်ကိုအဘာကြောင့်ချက်တလဲပြီးတော့အမ်ဘာကြောင့်အမကောင်းနိုင်တာလဲဆိုပြီးမှစိတ်ညက်တဲ့လူတွေအတွက်စင်ဒီမှာစပင်ကိုတဘာဝလေးနဲ့အမဲရန်ကောင်းလာဖို့အတွက်အတပတ်တခါဒီဗီဒီယိုထဲမှာအမဲရန်တင်တပတ်တခါမဟုတ်ရင်နှစ်ပတ်တခါအမဲရန်တင်ဆက်ပြီးသွားမှဖြစ်လို့ အာဒီဗီဒူလေးကိုအမဲတမ်းဒီ channel လေးကိုအမဲတမ်းကြည့်ဆိုအားပေးကြပါလို့တောင်းဆိုချင်ပါတယ်။ကဲ comics တွေအတွက်အကျိုးရှိမယ်ဆိုရင် like share subscribe မိနေနော်။ပြီးတော့တစ်ချင်တဲ့ဟာလေးတွေရှိရင်လည်း comment လေးမှာကြည့်ပေးကြပါ။အတက်နိုင်ဆုံးဖြစ်ပါမယ်။ ရေလေးနဲ့ကောင်းကောင်းကျင်းမနော်ဒီဟာလဲလျှော်ပြီးမှရေလေးနဲ့ကောင်းကောင်းကျင်းမယ်ကိုယ်စိတ်ထဲမှာတင့်တော်တယ်လို့ထင်တဲ့အထီးပေါ့နော်ပြီးတော့ပြီးတော့ဒီပြီးတော့အဲ့ဒါလေးမှဒီမှာပေါင်းစင်အဲ့ဒါလေးနဲ့3မိနစ်3မိနစ်ဘလောက်ကနေမှာဟုတ်တယ်အဲ့လိုမျိုးနဲ့တာကိုကအမဲရလုတ်နေတယ်ဆိုရင်တော့စပင်ဖြိုတဲ့လူတွေအတွက်အရန်ကိုမဲနဲ့လာပြီးစပင်ကို အဲကွာတိုင်းဖြစ်လာမဟုတ်တဲ့စပင်အဖြူမရှိတဲ့လူတွေအတွက်လည်းသုံးလို့ရပါတယ်သူဟာ chemical free shampoo um conditioner ပြီးတော့ treatment ဖြစ်ပါတယ်အခုဒီဟာဆိုရင် black rice ပေါ့နော်ဒီမှာ black rice ဟုတ်တယ်ဒီမှာဒီဟာဆိုနဲ့ chemical free ဟုတ်တယ်သူကဒီဟာကအော်ဒီဟာက shampoo ဒီဟာရှမ်ပူကိုကောင်းကိုရှမ်ပူနဲ့ကောင်းကောင်းလေးလျှော်မယ်။လျှော်ပြီးမှကြာရင်တော့ဒီဟာကိုကွန်ဒီရှင်နာလိုမျိုးအနေနဲ့သုံးပေးမှဖြစ်တယ်။ပြီးတော့ကိုသုံးတဲ့ချိန်ကျရင်ကောင်းကောင်းလေးနေပါစပင်အနန်ကိုအကုန်လုံးထိရောက်မှုရှိအောင်။ပြီးတော့ရပြီဟဲ့ဆိုရင်ရည်နဲ့ကောင်းကောင်းချင်းပြီးမှဒီမှာ treatment လေးကိုကိုကတုံးပြမှာဟုတ်တယ်။ဒီဟာတုံးတဲ့ချိန်ကျန်တဲ့ကို spin ကိုအကုန်လုံးနဲ့နေအောင်အာနေဝိမတ်တမင်းနဲ့နမင်း3မိနစ်လောက်ထားဖို့နော်။ပြီးတော့နိုင်ဝတ်ထိုင်လက်ကိစ္စမရှိဘူးဒါပေမဲ့အချိန်မရှိရင်ပြောတာ။အချိန်မရှိဘူးဆိုရင်ထားပြီးမှကောင်းကောင်းလေးတစ်ခုလုံးနေပြီးမှထားမှကိုကိုခန္ဓာလေးကိုရီချိုးပြီးမှဆိုကပြန်ကျင်းလိုက်ပါအဲ့လိုမျိုးသားတုံးပုံတုံးနေကအတူတူပဲ စပင်းဦးရီပြစပင်းဦးရီပြလက်ထိလို့ရတဲ့အကုန်လုံးအကုန်လုံးထိရအောင်ပေါ့နော်အဲ့လိုမျိုးနဲ့ရှမ်ပူပထမသုံးမယ်သုံးပြီးမှရေရွရှမ်ပူသုံးတယ်လို့ပဲရေလေးနဲ့ကျင်းမယ်ကျင်းပြီးမှဒီဟာလေးကိုအရှမ်ပူအော်ဘာလဲကွန်ဒီရှင်နာလိုမျိုးနဲ့ဒီဟာလေးကိုသုံးမယ်ဒါလည်းစပင်းအနက်လေးကိုအကုန်လုံးကိုကထိနေအောင်ကိုကလုပ်ပြီးမှရေနဲ့ကောင်းကောင်းပြန်ကျင်းမယ် ပြန်ချင်းမိမှဒီမှာ treatment လေးသုံးပေးရမှာဟုတ်တယ်နော်အဲ့ဒါလေးနဲ့ဒါကွာသုံးလဲဆိုရင်စပင်မဖြိုးတဲ့သူအတွက်ရင်းနဲ့စပင်လင်းလက်ပြီးမှအော်ဗါလဲအော်အရင်ချမ်းမာတဲ့စပင်လိုမျိုးမြင်ရတာပေါ့နော်စပင်ဖြိုးတဲ့လူတွေဆိုရင်ကိုယ်စပင်ဖြိုးတာကိုယ်စပင်ဖြိုးလဲမဲပြီးမှအင်းနကူအတိုင်းဖြစ်လာရဲဒါမဲ့ တကယ်အဲ့လိုမျိုးမဲတဲ့ဘေးမှငကွအတိုင်းဖြစ်လာလားဆိုရင်တုံးတဲ့သူတွေကတော့အရန်ကြိုက်တယ်ကျမကိုယ်တိုင်တော့မတုံရတည်ဘူးယောက်ျားလေးတွေအတွက်ဆုံးကောင်းချော်တိုင်းလွယ်လွယ်လေးနဲ့တုံးလို့ရမှာနော်မင်းကလေးစလည်းတုံးလို့ရတယ်ကျမကစပင်းရှိတယ်ဆိုတော့အချိန်နည်းနည်းတော့ပေးရမယ်ကျမလည်းထိုက်ရအောင်မယ်အဲ့ဒါ chemical free ဖြစ်ပါတယ်နော် chemical free ပါ chemical free ပါတုံးကြပါဒီမှာ chemical free shampoo ဟုတ်ပါတယ် chemical free shampoo ဟုတ်ပါတယ်ပြီးတော့အဲ့ဒီဟာမဟုတ်တဲ့ဟာငါးမျိုးလက် chemical free shampoo ဒီ video ထဲမှာထားပေးလိုက်မယ်เนาะတကယ် chemical free shampoo သုံးချင်တဲ့သူကအဲ့ဒီထဲကနေအာယူပြီးသုံးလို့ရပါတယ်တဟာတကယ် chemical free အများကြီးထဲကကိုအကောင်လို့ကိုယူထားတဲ့ဟာတွေပေါ့เนาะအခြား chemical ကောဖီရှမ်ပူလေးတွေလည်းရှိသေးပါတယ်ထပ်ပြီးသိချင်တဲ့လူတွေအတွက်ဆိုရင်လည်းထပ်ပြီးမေးလို့ရပါတယ်လို့ပြီးတော့ chemical free ကိုကသုံးချင်အဖြစ်ကိုစန်တာအတွက်လည်းအန်ဒရယ်မရှိတော့ဘူးပြီးတော့ကိုရဲ့ဥယျာဉ်ပြအတွက်လည်းအန်ဒရယ်မရှိတော့ဘူးပြီးတော့ဒါပေမဲ့အဲ့ဒါသုံးပြီးမှခုစပင်ကြွတာရောစပင်ဒီမှာစပင်မကောင်းတာရောလုံလုံချီကောင်းသွားမလားဆိုရင်တော့ ဒါကိုအစားတော့လဲကိုကပြုစိတ်ဖူးလို့ရဲကိုကျမ်းမာကြီးအတွက်ကိုကျမ်းမာကြီးလဲကောင်းဖူးလို့ရဲကိုကအင်းကျမ်းမာကြီးကောင်းမှပဲအာကိုစပင်လေးတွေလဲတာမာလာမဟုတ်တယ်နော်အဲ့ဒါလေးကိုလဲကြုတ်စိုက်ချပါလို့ဘာဖြစ်လို့လဲဆိုတော့စပင်ကျွတ်တယ်ဆိုတာကလဲအမေရန်ကိုပြောထားတဲ့အတိုင်းပဲကိုရေတုံးတဲ့ဟာကြောင်းလားကိုကိုကိုခံတွင်းက ခန္ဓာမကောင်းလို့ကျန်းမာရေးခြူခြာလို့လားဗိုက်တာမင်တစ်ခုခုလိုအပ်လို့လားဒါမှမဟုတ်ဘုရားယောဂဆီလို့အာဆီတော့တဲ့အချိန်မှာအခုဘာလဲကင်ဆာဆီဆိုအရင်ပြင်းနေလေအဲ့လိုမျိုးတော့ဘုရားတော့ရင်ကတော့စပင်းအကုန်လုံးချက်တယ်မလားပြီးတော့တချို့တွေကညက်အိတ်မပြောဘူးစိတ်အယမ်းကိုတော့ခါရောက်တယ်ဆိုရင်လည်းအဲ့လိုမျိုးစပင်းချက်လို့ရတော့နီကီစားသမားဆိုရင်စပင်းချက်တယ် အမှန်တကယ်တော့လေမီကီဆလို့စပင်ချက်တာမဟုတ်ဘူးနော်မီကီမှာလုံးဝဗိုက်တာမင်မရှိတဲ့အပင်လူအတွက်လူကိုခန္ဓာအတွက်အကျိုးလုံးဝမရှိတဲ့အတွက်ကြောင့်စပင်ကိုစပင်ပါကျွတ်သွားတာဟုတ်တယ်တချို့တွေကနားမလည်လို့မီကီဆလို့စပင်ကျွတ်တယ်လို့ပြောတာအလွယ်နည်းနဲ့ဆိုရင်တော့အဲ့ဒါတုံးလို့ရပါတယ် မီကီစားလို့တာတဲ့မီကီမဟုတ်ပဲနဲ့မီကီလိုမျိုးလုံးဝအာဟာရမရှိရဟာကိုခန္ဓာကိုကိုပစကတ်နဲ့အရတာရှိပြီးမှကိုခန္ဓာမှာတွားပြီးမဲ့ဘာမှအကောင်းကျိုးမပေးတဲ့အပြင်ဆိုးကျိုးပြီးတဲ့အစာတွေမြင်းများစားလိုက်ရင်တော့စပင်ကျွတ်မှာပဲမီကီလိုပါပဲเนาะအဲဒါကြောင့်အစာအတော့ကိုစပင်ကောင်းဖို့အတွက်ကိုစပင်မကျွတ်ဖို့အတွက်လည်းအစာအတော့ကိုလေ အော်ဇီကြည့်တဲ့ဟာမဆိုလို့ကျမကြီးတက်ငင်ွက်တဲ့ဟာလေးတွေကိုကိုကအစားပြေဖို့လိုအပ်တယ်နော်အဲ့ဒါလေးတွေတော့ကိုကပဲရုပ်ဆိုင်ရဲ့စင်တဖေးဖေးနဲ့ကိုစပင်းလဲကောင်းလာမှာပါပြီးတော့ရှမ်ပူ chemical free shampoo လေးတွေလည်းကိုကအသုံးပေးတင့်တယ်ကိုဦးရည်ပြအတွက်ကိုရှမ်ကိုစပင်းကိုစန်တာအတွက်ပေါ့နော်အဲ့ဒါကြောင့် um ကို mix အားလုံးကိုစပင်းကိုဘာကြောင့်ချက်တလဲပြီးတော့ အမ်ဘာကြောင့်မကောင်းနိုင်တာလဲဆိုပြီးမှစိတ်ညက်တဲ့လူတွေအတွက်စင်ဒီမှာစပင်ကိုတဘာဝလေးနဲ့အမဲရန်ကောင်းလာဖို့အတွက်တပတ်တခါဒီဗီဒီယိုထဲမှာအမဲရန်တပတ်တခါမဟုတ်ရင်နှစ်ပတ်တခါအမဲရန်တင်ဆက်ပေးသွားမှာဖြစ်လို့အဒီဗီဒီယိုလေးကိုအမဲရန်ဒီ channel လေးကိုအမဲရန်ချစ်စွာပေးကြပါလို့တောင်းဆိုချင်ပါတယ် ကဲကွန်မစ်စီအတွက်အကျိုးရှိမယ်ဆိုရင် like share subscribe မိနေနော်ပြီးတော့တစ်ချင်တဲ့ဟာလေးတွေရှိနေတယ်အောက် comment လေးမှာကြည့်ပြချက်ပါအတက်နိုင်ဆုံးဖြေပေးပါမယ်လို့ကဲ see you next time bye bye